အင်အန်ကိုတစ်ခါပဲပေါ့နော်အင်အန်ကတစ်ခါပဲစဉ်းစားတယ်အင်အန်က24နိုင်လေအလုပ်လုပ်လို့ရတယ်မနာမနေအလုပ်လုပ်လို့ရတယ်နေရောညရောအလုပ်လုပ်လို့ရတယ်ပြင်မမှုမရှိဘူးဒါဆိုရင်မိလျော့တာတွေရောမရှိဘူးအင်အန်ကဒါဆိုအချက်အလက်တွေကိုတိတိကျကျခွဲခြားစိတ်ချနိုင်စွမ်းရှိတယ် အင်အင်းရဲ့စွမ်းရည်တွေဖြစ်ပါတယ်။ထက်ခါထက်ခါပြန်လောက်ရတဲ့အစိပဲဘာမှညင်ညူမှုမရှိပဲနဲ့သူတို့ထက်ခါထက်ခါမပြင်းမနဲ့အလုပ်လုပ်နိုင်တယ်။ပြီးတော့မြန်မြန်ဆန်ဆန်နဲ့ဆုံးဖြတ်ပြီးတော့ချက်ချင်းဆိုပြီးတော့ဖြစ်ပြီးကိုထုတ်ပေးနိုင်ပါတယ်။ဒါဆိုရင်ဒါအင်အင်းရဲ့အာသာချက်ဖြစ်ပါတယ်။နောက်တစ်ခုကဒူသားရဲ့အာသာချက်ဖြစ်တယ်။ဒါပေမဲ့အင်အင်းကမရှိတဲ့အရင်းကြီးဆုံးအရာကတော့လူသားမှရှိတယ်။ခံစားမှုပါ။တနာစိတ်တွေရှိတယ်နော်။ အချင်းတည်းတည်းနဲ့ရှိပါတယ်တဲ့။ဒါဆိုရင်လူသားကညှက်တတ်မှုနဲ့ဒီတဘာဝတရားကိုနားလည်တယ်။ဒါအနုပညာဖန်တီးနိုင်စွမ်းတွေလည်းလူသားမှာရှိပါတယ်တဲ့။ဒါပေမဲ့ဖြစ်ရှင်းနိုင်တဲ့ခက်ခဲတဲ့အရာတွေမှာတန်တရားမှာကျမတို့ကကြုံပြတ်လာခဲ့တာဖြစ်တယ်တဲ့။နောက်တစ်ခုတစ်ခါတလေပေါ့နော်။အဲ data မရှိဘူးဆိုရင်တော့အထဲကနေပြီးတော့เนาะအတန်တစ်ခုနဲ့ကျွန်မတို့ဟောဒါဒါဘာမှမသိတော့ဆုံးဖြတ်ချက်ပြီးတော့အတန်တွေကပေါ်လာတာရှိတယ်ဒါလူသားမှာအဲရှိတယ်အတန်ချက်ဖြစ်ပါတယ် ောက်တစ်ခုခုန AI ရဲ့အတတ်ချက်လူသားရဲ့အတတ်ချက် AI ရဲ့အားနည်းချက်တွေလည်းရှိပါတယ်ဒါ AI မှာခံစားချက်လုံးဝမရှိဘူးသွားပြီးတော့ရှင်ဖွင့်မနေနဲ့သူကမှခံစားတတ်ဘူး။ဆက်နေနဲ့သူကဘာမှဖြစ်ဘူး။အဲ့လိုပေါ့နော်။ဒါဆို AI မှာတက်မြောက်မှုက data set အပေါ်မှာပဲမူတည်တယ်နော်။ AI ရဲ့တက်မြောက်မှုက data set အပေါ်မှာပဲမူတည်တယ်။ဘာ data ထည့်ထားလဲထည့်ထားတဲ့အတိုင်းဒီမှာသူကပြောတယ်။မှာမြန်မာစာထည့်ထားရင်မြန်မာစာပြောတယ်တရုတ်အင်္ဂလိပ်ဘာညာအကုန်ထည့်ထားတဲ့အတိုင်းနဲ့သူကလွတ်တက်တယ်။ ဒါဟာ AI ရဲ့အတအနည်းချက်ဖြစ်ပါတယ်။တကယ်တော့အကောင်းဆုံးအဖြစ်ဖြစ်ရှင်းချက်တွေလည်းပေးတတ်ပေမဲ့လို့တခါတလေ AI ကိုမေးလိုက်တယ်သူအကောင်းဆုံးဖြစ်ရှင်းချက်တွေပေးတယ်။အကြောင်းအရာကလွဲသွားတယ်ဆိုလို့ရှိရင်တော့ကျမတို့ပြောလိုက်တဲ့အကြောင်းအရာလွဲသွားတယ်ဆိုရင်သူကအောက်ပို့ထုတ်လိုက်တဲ့အကြောင်းအရာလည်းလုံးဝအလွဲကြီးပဲထုတ်သွားတတ်တယ်။အဲအဲ့ဒီအခါမှာပေါ့နော်ဟိုကျမတို့လက်မခံနိုင်တာတွေဖြစ်လာတယ်။ဒါဆိုလူသားကိုမဖြစ်မနေလူအပ်တဲ့စိတ်แท้ကပေါ့နော်အတန်တ မရှိလူသားလူပေါ့နော်ဟာဒီလိုလို့ပါ AI မှာအဲ့လိုမျိုးသူ့ရဲ့ဟို subconscious mind မှာပေါ်လာတဲ့အတန်လေး AI မှာလုံးဝမရှိဘူးတဲ့ဒါဆိုရင်လူသားရဲ့အာဏာချက်ပါလေခုန AI ရဲ့အာဏာချက်ပေါ့နော်ဒါလူသားရဲ့အာဏာချက်ဒါ AI နဲ့ဆန့်ကျင်တဲ့ပဲ AI မှာမရှိတာမလုပ်နိုင်တာလေလူသားမှာမရှိဘူးပေါ့နော်အဲ့ဆိုတော့လူသားတွေကလည်းဘာလဲဆိုရင်အဲ့လိုနည်းနည်းပဲလုပ်ရတယ်အယံပင်ပန်တတ်တယ် ခံစားချက်ရှိတယ်အလုံးမလုံးနိုင်တော့ဘူးဒါလူသားရဲ့အားနည်းချက်ဖြစ်ပါတယ်တဲ့ဒါဆိုရင်ခံစားမှုမှာဖုံးလွှမ်းခံပြီးတော့ပေါ့နော်ဆုံးဖြတ်ချက်တွေကလည်းမှားသွားတယ်ခန်းစားချက်နဲ့လေကျမတို့ကအရှိတန်းတင်ပြီးတော့ဆုံးဖြတ်ချက်ချမယ်ဆိုလို့ရှိရင်ဆုံးဖြတ်ချက်တွေလည်းမှားသွားတတ်ပါတယ်တဲ့နော်မိလျော့တတ်တယ်တခုခုကိုမှတ်ထားပေမဲ့လို့ခဏကြာရင်ဒီမှာမိသွားတယ်တခါတလေကို့အတွေးတွေတောင်မယုံနိုင်တဲ့အခြေအနေတွေဖြစ်လာတယ် ဘာတွေတွေးလို့ဘာတွေဖြစ်ပေါ်လာမှမသိဘူးဒါလူသားတွေမှာခံစားရတဲ့အာဏာချက်ဖြစ်ပါတယ်ရောက်လို့ AI ကဘာနဲ့တူလဲဆိုတော့ကျမတို့ရဲ့ကရိယာပါပဲเนาะ AI ကလူလောက်တော့ဒီလိုဒန်းတူတော့အဖြစ်အရေးမရှိပါဘူး ఏ အင်္ဂကရိယာတစ်ခုပါပဲဒါဆိုရင်လူသားတွေဟာတော့ခံစားမှုနဲ့စိတ်ဉာဏ်တွေကိုလည်းပိုင်ထားတဲ့အဖွဲ့သားတွေဖြစ်ပါတယ်တဲ့ဒါကြောင့်မလို့ AI နဲ့လူသားဟာကြိုင်တာမဟုတ်ဖဲနဲ့ကျမတို့ကအသုံးပြုရမှာ လူသားနဲ့ AI ရဲ့စစ်ပွဲတွေဖြစ်လာမယ်မဟုတ်ပါဘူး။ဒါလူသားက AI ကိုကောင်းကောင်းအသုံးချပြီးအတောင်းအသုံးပြုမယ်ဆိုလို့ရှိရင်ကိုယ့်အတွက်လည်းအကျိုးရှိပြီး AI ကလည်းအသုံးဝင်လာမှာဖြစ်ပါတယ်။ကြောက်လို့ဆိုဒီမှာကြည့်နေတဲ့မိတ်ဆွေရဲ့အမြင်မှာပေါ့နော်။ဒီ AI ကဟိုဗာလဲပို့ပြီးတော့အာတာ လာပါရှိတယ်ပြင်လူသားကအတာတာပါရှိတယ်ဆိုတာကိုကွန်မန့်မှာချက်ပြီးခဲ့ပါအဲကြောင့်မလို့ဒီလိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ကျွန်မရဲ့ channel လေးကို subscribe လုပ်ပေးဖို့မမေ့ပါနဲ့နောက်ထပ်ဗီဒီယိုပေါ့နော်စိတ်ပညာနဲ့ဒီပတ်သက်တဲ့ဗီဒီယိုတွေမှလည်းကျွန်တော်ပြန်ပြေးကြပါသေးတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်